ားလုံးပဲမင်္ဂလာပါဗျာပြတော်လောက PMN YouTube Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာယခုနေ့မှာကျွန်တော်တင်ဆက်ဖို့ရွေးချယ်ထားတဲ့ဆက်လံကောင်းလေးကတော့လမ်းဘေးကခောက်ဆွဲဆိုင်လို့အမည်ရတဲ့ပြတော်လောက PMN ဆက်လံကောင်းလေးကိုတင်ဆက်ပေးသွားပါမယ်ခင်ဗျာဒါဆိုရင်ဆက်လံလေးကိုစားလိုက်ကြရအောင်ဗျာလမ်းဘေးကခောက်ဆွဲဆိုင် ဒီအဖြစ်အပျက်ကကျွန်တော်အဖေရဲ့မိတ်ဆွေတယောက်ဖြစ်တဲ့ကုန်ကားမောင်းတဲ့ဦးလေးကြီးတယောက်ကိုယ်တိုင်ကြုံတွေ့ရတာဆိုပြီးသူက ပြောပြခဲ့တာပါဦးအောင်နိုင်ကကုန်ကားမောင်းတဲ့လူဆိုတော့လူတမျိုးကနေတမျိုးကိုညာဘက်တွေမှာခီးဆန်းရတာကသူ့အတွက်အထူးအဆန်းမဟုတ်တော့ပါဘူးအဲ့ဒီညကသူပကိုးကနေရှန်ကုန်ကိုကုန်တွေပို့ပြီးအပြန်လမ်းမကြီးပေါ်မှာပါအချိန်ကညတနအီလောက်ရှိနေပြီ လမ်းတစ်လျှောက်လုံးမှာလဲသူ့ကားတစ်စီးကလွဲပြီးတခြားကားတစ်စီးမှမရှိဘဲတိတ်ဆိတ်နေခဲ့ပါတယ်။ခီးပန်းလာတာနဲ့အမျှသူ့ပိုက်ကလဲစာအိတ်ကလည်းအိမ်ငိုက်လာခဲ့တယ်။ဒါနဲ့လမ်းဘေးမှာခဏရက်နာလို့ရမယ်။လက်ဖက်ရည်ဆိုင်ပဲဖြစ်ဖြစ်စားသောက်ဆိုင်ပဲဖြစ်ဖြစ်တွေ့လူတွေ့ညာညို့ကြည့်ရင်မောင်းလာခဲ့တာပေါ့။မိုင်းနိုင်တစ်ခုအရောက်မှာတော့လမ်းရင်ညာပဲရှင် ညောင်ပင်ကြီးတပင်ရဲ့အောက်မှာမိအောင်ဖြော့ဖြော့လေးနဲ့ခေါဆွဲဆိုင်လေးတစ်ဆိုင်ကိုလမ်းပြီးမြင်လိုက်ရတယ်။ဒီလိုအချိန်ကြီးဒီလိုနေရာမှာဆိုင်ဖွင့်ထားတာထူဆန်းပေမဲ့ပိုက်ဆံနေတဲ့စိတ်ကအနိုင်ယူသွားတော့သူလဲကားကိုလမ်းပေးချပြီးဆိုင်ထဲဝင်ထိုင်ခဲ့လိုက်တယ်။ဆိုင်ကတာမန်ထိုးပင်းဆိုင်လေးတစ်ဆိုင်ပါပဲ။အသက်60ကျော်အရွယ်အဖိုးကြီးတယောက်ကခေါဆွဲပြုတ်နေပြီး ူအရွယ်လောက်ရှိတဲ့အဖွားကြီးတယောက်ကတော့ထိုင်ကုန်းမှာငငိမ့်လေးထိုင်နေတယ်။ဆိုင်ထဲမှာတခြားဖောက်တဲ့တရားမှမရှိပါဘူး။အဘခေါင်းဆွယ်ပြုတ်လေးတပွဲလာဦးပြ။ဦးအောင်နိုင်ကပြောလိုက်တော့ခေါင်းဆွယ်ပြုတ်နေတဲ့အဖိုးကြီးကသူ့ကိုတစ်ချက်မှုတ်ကြည့်ပြီး ကောင်းငိတ်ပြလိုက်တယ်။သူ့မျက်နှာကဖြူဖြော့နေပြီးဘာခံစားချက်မှမရှိဘူး။အဖွားကြီးကတော့ သူ့ကိုပဲစိုက်ကြည့်နေတယ်။သူတို့လင်မယားနှစ်ယောက်စလုံးတကားတခုမှမပြောကြဘူး။ခဏနေကြတော့အဖိုးကြီးကခောက်ဆွဲပကံကိုသူ့ရှိမှလာရှပေးလိုက်တယ်။ခောက်ဆွဲနှန်းကမွေးချိန်နေပြီးအရန်စားရှင်စရာကောင်းနေတာနဲ့သူလဲအားရပါးရစားပြစ်လိုက်တယ်။ခောက်ဆွဲအရသာကသူ့တက်တက်မှစားခဲ့မှုတဲ့ခောက်ဆွဲတူချဲမှအကောင်းဆုံးလို့တောင်းထင်ရတယ်။ ူစားပြီးလို့ပက်ဆန်ရှင်ဖို့ပက်ဆန်အိတ်ကိုနိုင်လိုက်တော့အဖွားကြီးကလက်ကပြတယ်ပြီးတော့ဘာမှမပြောဘဲကောင်းပဲခါပြတယ်ပက်ဆန်မယူဘူးဆိုတဲ့တဘောဥအောင်နိုင်လဲထူးဆန်းတယ်လို့တွေးလိုက်ပေမဲ့ပက်ဆန်မပေးရတော့အပျော်ကြီးပျော်ပြီးကျေးဇူးတင်စကားပြောကကားပေါ်ပြန်တက်ပြီးခီးဆက်ခဲ့တယ်ကားမောင်းထွက်လာပြီးမကြာခင်မှာပဲ ူစောစောကအဆိုင်ကိုမန်သေးကနေနောက်ပြန်လဲကြည့်လိုက်တယ်။ဒါပေမဲ့စောစောကသူထိုင်စားခဲ့တဲ့ညောင်ပင်ကြီးအောက်မှာအမောင်ထုကလွဲပြီးဘာမှမရှိတော့ပါဘူး။သူကြောက်လွန်းလို့စစ်တင်းမွေးကြီးတွေထထသွားပြီးကားကိုအချိန်ကုန်မောင်းထွက်လာခဲ့တယ်။စိတ်ထဲမှာတော့သူအိမ်နိုင်နေပြီးအမြင်မာတာဖြစ်မယ်လို့ပဲဖြည့်သွင်းလိုက်တယ်။ ။နောက်နေ့မနေ့သူနဲ့အတူပါလာတဲ့ကားသမားအချင်းချင်းဒီအကြောင်းပြန်ပြောပြတော့သူ့တငယ်ချင်းတယောက်ကမျက်နှာပြက်သွားပြီးအောင်းနိုင်မင်းပြောတယ်ညောင်ပင်ကြီးအောက်ကခောက်ဆွေးဆိုင်ဆိုတာလွန်ခဲ့တဲ့9နှစ်လောက်ကတည်းကမရှိတော့ဘူးကွာလို့ပြောတယ်။ဦးအောင်နိုင်လည်းအံ့ဩပြီးပါဆိုင်လို့လည်းကွာလို့ပြန်မေးလိုက်တယ်။သူ့တငယ်ချင်းကအဲ့ဒီဆိုင်မှာအဖိုးကြီးနဲ့အဖွာကြီးနေအောင်ဖွင့်တာ။ တညမှာသူတို့ဆိုင်တိုင်ပြီးရန်ကူတခုမှာကုံကားတစီကအချိန်လုံပြီးဝင်တိုက်သွားတာမြေရောက်စလုံးဘွေချင်းပြီးပဲအရင်ငါကစပြီးညဘက်ခီကြီးသွားကားသမားအရှုမင်းလိုပဲသူတို့ခောက်ဆွဲဆိုင်မှာဝင်စားဖူးကြတယ်လို့ကြားတယ်ဒါပေမဲ့အဲ့ဒီဆိုင်မှာဝင်စားပြီးတိတ်မကြခင်မှာပဲအဲ့ဒီလူတွေအချောင်းအမျိုးမျိုးနဲ့ တေကုန်ကြတယ်လို့လေတွေကပြောကြတယ်ကွာသူတငယ်ချင်းရဲ့စကားအဆုံးမှာဦးအောင်နိုင်တရားကိုမျက်နာတစ်ခုလုံးပြာချသွားပြီးပူစားခဲ့တဲ့ခေါင်းဆွဲအချတာကိုပြန်တွေးမိတိုင်းအသေးခိုက်အောင်ကြောက်လန့်သွားခဲ့ရပါတယ်ကံကောင်းထောက်မဆွန်နဲ့ဦးအောင်နိုင်ကတော့ဘာမှမဖြစ်ခဲ့ပါဘူးဒါပေမဲ့အဒီညာကစပြီးသူပေတော့မှညဘက်တယောက်ထဲခကြီးမသွားရတော့ဘူးလို့ဆိုပါတယ် လမ်းမေးကအထီးကျိန်ရောင်ပင်ကြီးအောင်မှာတော့ခီးကြီးတွားတွေကိုစောင့်မျှော်နေတဲ့ခောက်ဆွဲဆိုင်လေးတစ်ဆိုင်ကအခုထိရှိနေသေးမလားဆိုတာဘယ်သူမှမပြောနိုင်ခဲ့ကြပါဘူးဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ကတော့ဒီဆက်လမ်းလေးကိုရှင်းသာတင်ဆက်တူတန်းအောင်စင်ပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်တင်ဆက်ပုံကစိတ်ဝင်စားစရာမကောင်းပြီမဲ့အဆုံးထိလိုက်ပါကြည့်ရှုနားဆင်ပေးခဲ့ကြလို့ အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာတကယ်လို့ဆက်လက်လေးကိုကြိုက်နေတတ်ခင်မယ်ဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လေးနဲ့နှိပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ဗျာနောက်ဗီဒီယိုမှာပြန်လည်ဆောင်တွေ့ချင်ပါတယ်ဗျာ